ထိုင်းနိုင်ငံရဲ့တကြံပွဲမှာဖျော်ဖြေနေရင်မြမအလံကိုလွှင့်ထိုးခဲ့တဲ့အကြောင်းရင်းကိုပြပြလာတဲ့ DJ Smile ပရိသတ်များအလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်။လက်တလုံး social media မှာရေပန်းစားနေတဲ့ video တစ်ပုဒ်ကတော့ထိုင်းနိုင်ငံကတကြံပွဲ stage ဆင်တစ်ခုမှာမြမ DJ မလေးကမြမနိုင်ငံအလံကိုကင်ဆောင်ပြီးတကြံဟာမြမတွေမူပိုင်ပါလို့ပြသခဲ့တဲ့ video ပဲဖြစ်ပါတယ်။တကြံပွဲတော်ဟာရှေးရခေမြမလူမျိုးတွေလက်ထက်ကလေးကကျင်းပခဲ့ကြတဲ့နှစ်သိက်ကိုအတားရေသပင်ပွဲတော်ပဲဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွင်မှာတော့အိန္ဒိချင်းထိုင်းနိုင်ငံမှာလည်းမြန်မာလူမျိုးတွေနေတူဆောင်းကရန်လို့အမည်ရတဲ့ရေကစားပွဲတော်ကပေါ်ပေါက်လာခဲ့တာပေါ့ထိုင်းနိုင်ငံကဆောင်းကရန်ရေကစားပွဲတော်ကိုသူတို့ရဲ့မူပိုင်ရိုးရာပွဲတော်ဖြစ်သတ်မှတ်ခဲ့ကြပေမဲ့မြန်မာလူတကြံပွဲတော်ကတော့သမိုင်းကြောင်းအစဉ်လာတွေရမြန်မာလူမျိုးတွေရဲ့မူပိုင်သာဖြစ်ခဲ့တာပေါ့ မြန်မာတကြံဘွဲတော်ဟာခုဆိုရင် UNESCO စီးဝင်မြမရိုးရဘွဲတော်တစ်ခုဖြစ်သတ်မှတ်ခံခဲ့ရပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ယခုနှစ်မှာတော့မြန်မာနိုင်ငံမှာအင်အားကြီးငလျင်တစ်ခုလှောက်ခတ်ခဲ့တာကြောင့်တကြံဘွဲတော်ကိုအရင်နှစ်တည်းကလုံးအကားတမ်းမြိုက်စွာကျင်းပခွင့်မရခဲ့ကြပါဘူး။လွန်ခဲ့တဲ့2020ခုနှစ်လောက်ခရဲကအဖက်ဖက်ကအချင်းတွေဇိုးကြီးတွေကြောင့်တကြံဘွဲတော်ကိုအချင်းချင်းလောက်တာကျင်းပခဲ့ကြတာပါ။ထိုင်းနိုင်ငံမှာတော့ဆောင်းကရန်ရေကစားဘွဲတော်ကိုတစ်နှစ်ထက်တစ်နှစ်စီကားတမ်းမြိုက်စွာကျင်းပခဲ့ကြပြီးတော့နိုင်ငံခြားလူမျိုးတွေရအယုံဆိုင်ချင်းကိုလည်းခံနေရပါတယ်။ ဒါအပြင်ထိုင်းနိုင်ငံဟာဒေါက်တာနေစဲနိုင်ငံဖြစ်တာကြောင့်ဆောင်ကရန်ရေကစားပွဲအောင်နိုင်ငံသားတွေလာရောက်ပြောပါကြပြီးလီယန်နဲ့ချီတဲ့နိုင်ငံသားဝင်ငွေတွေကိုရရှိနေတာပဲဖြစ်ပါတယ်။အနောက်နိုင်ငံသားတွေတာမကမြန်မာနိုင်ငံမှာရှိတဲ့ချမ်းသာတဲ့အတိုင်းဝန်ကလူတွေကလည်းဆောင်ကရန်ပွဲတော်ကိုတွားရောက်လည်ပတ်နေကြတာပဲဖြစ်ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလူမျိုးတွေဟာလည်းဆောင်ကရန်ပွဲတော်မှာပျော်ရွှင်နေကြတာပါ။အဲ့ဒီအထက်မှာတော့ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလူမျိုး DJ Smile ကလည်းဖြောပြခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ DJ Smile ကထိုင်းပေါ်တော်မှာဖျော်ဖြေနေရင်းနဲ့မြမအလံကိုကန်ဆောင်ပြသခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုဟာတခဏအတွင်းမှာပဲ social media မှာလူကြီးများခဲ့တာပေါ့။ ူအများက DJ Smile ဟာတကြံရေကစားပွဲတော်ဟာမြန်မာလူမျိုးတွေရဲ့မူပိုင်ဖြစ်ကြောင်းကဘာကသိအောင်ခြားပြတယ်ဆိုပြီးချစ်ကျွနေကြတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဖျော်ဖြေလုပ်နေပေမဲ့မြန်မာယဉ်ကျေးမှုကတော့မမေ့မလျော့ရှိခဲ့တာပါ။ DJ Smile ရဲ့မြန်မာအလံကိုင်းဆောင်ထားတဲ့ဗီဒီယိုတက်လာချိန်မှာတော့ပရိသတ်တွေကမျိုးမျိုးမှတ်ချက်ပေးခဲ့ကြပါတယ်။တချို့ကလည်း DJ Smile ဟာမြမငန်လင်းရဲ့အတွက်ဝန်ထဲချောင်းအထိမ့်မှန်နေတဲ့မြမလန်ကိုကင်ဆောင်ပြီးဆွတောင်းပေးရလို့ထင်သေးပေးနေကြသလုံးတချို့ကလည်းတကြံပွဲဟာမြမလူမျိုးတွေရဲ့မူပိုင်ဖြစ်ကြောင်းဖော်ပြတာဆိုပြီးပြောလာကြတာပဲဖြစ်ပါ ါတယ်။တကယ်တော့ DJ Smile ဟာထိုင်းနိုင်ငံမှာဖျော်ဖြေနေရင်အမတ်တရားတကြံတချင်းအတန်အเจ้าမှာတော့မြန်မာနိုင်ငံကတကြံကိုလွှမ်းဆုတ်သွားတာကြောင့်အလံကိုကင်ပြီးမြန်မာတကြံကိုအလွမ်းဖြေခဲ့တာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလူမျိုးတွေကလည်းထိုင်းဆောင်ဂရန်ထက်မြန်မာတကြံကိုသာပိုလွမ်းနေကြကြောင်း DJ Spine ကပြောပြလာခဲ့တာပါ။ဒါ့အပြင်သူမကိုရိုင်းကလည်းထိုင်းဆောင်ဂရန်ထက်မြန်မာတကြံပွဲတော်တွေမှာသာအရင်လိုပြောရှင်ခြင်းကြောင်းပြောပြလာခဲ့တာပါ။မြန်မာလူမျိုးတွေအားလုံးကလည်း DJ Spine လိုလွန်ခဲ့တဲ့2018-2019လောက်တွေစစ်ကမြန်မာရိုးရာတကြံပွဲကိုလွမ်းဆွနေကြတာပဲဖြစ်ပါတယ်။ ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောထိုင်းဆောင်ဂရမာဖျော်ပြနေရင်မြမအလံကိုကိုင်းဆောင်ပြသခဲ့တဲ့ DJ Smile ပုံမြင်လေးတွေကိုပြပြခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆလပီဆလဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ